ဒီနေ့မှာတော့မိုးရသည်စစ်စစ်တောင်မရောက်သေးဘူးမြန်မာပြည်သူတွေရေတွေနစ်မြုပ်ပြီးတော့ကြီးကျယ်ဒုက္ခရောက်နေကြပါပြီမြန်မာနိုင်ငံမှာငလင်ကြီးလောက်ကတ်ကတဲ့ကပညာရှင်တချို့ကအေးပေါ်ပေးသတိပေးထားတယ်အဲ့ဒါကတော့အေယာဝတီမြစ်လမ်းချောင်းကပြောင်းလဲသွားပါပြီတဲ့ဗျာငလင်လောက်ကတ်မှုကြောင့်အေယာဝတီမြစ်ထဲမှာအကွယ်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဒီလင်းကိုရှာပွေတွေ့ရှိမှုတွေအွန်လိုင်းပေါ်မှာဖြန့်ဝေထားတာကိုလေတွေ့ရတယ်။ဒါကြောင့်မလို့ညည်ရီဟာ မြုပ်ပြကြီးတွေကိုစိတ်ဝင်သွားပြီဖြစ်ပြီးတော့ဒီနှစ်မိုးရွာဒီမှာအရန်ရန်ကိုဂရုစိုက်ရမှာဖြစ်ကြောင်းအထူးသဖြင့်တော့မန္တလေးမြို့နေအေဝါမြို့ကရေအောက်ကိုရောက်သွားနိုင်တဲ့ဆိုရင်အနေထားနဲ့ပြောင်းဝေကြတာကိုလေတွေ့ရပါရီခုဒီကမှာတော့မြန်မာနိုင်ငံထက်ပိုင်းဖြစ်တဲ့မြချီနာမြို့နေကြီးပွေမြို့အချင်းပြင်းတဲ့ခုလုံးရေနှစ်မြို့မှကြီးကြီးမားမားဖြစ်နေပြီးရခိုင်နှစ်ကလိုပဲပြည်သူပေါင်းထောင်ကြီးဦးမဲအိမ်မဲတွေဖြစ်ကုန်ပြီလေဖြစ်ပါရီအခုပညာရှင်တွေကတော့ခံမှန်းနေကြပြီလေဖြစ်ပါရီ နောက်လာမည့်ဇွန်ဇူလိုင်အတောအတွင်းမှာမန္တလေးမြို့ဟာလေရည်ကြီးမှုနဲ့ရင်းဆိုင်ကြုံတွေ့ရနိုင်တယ်ဆိုပြီးတော့ခံမနေကြပြီလေဖြစ်ပါရီအခုတနိုင်ငံလုံးမိုးရွာသွန်းနိုင်တဲ့အခြေအနေတွေကဇွန်လ၄နေ့ထိပဲရွာသွန်းနိုင်မယ်ဆိုပြီးတော့ဝလို့သားပညာရှင်တော်တော်များများကထုတ်ပြန်ကြေညာထားပါမယ်ဇွန်လ၉နေ့ကနေစတင်ပြီးတော့မိုးရွာသွန်းနိုင်မှုအခြေအနေတွေကပြန်လည်စတင်ပါမယ်ဇွန်လ၉နေ့နောက်ပိုင်းကနေစတင်ပြီးတော့အရှိပစ်ပိမှာအကောင်းနဲ့လေးဝေလိုက်များအရှင်ကြောင့် အမြင့်ပေ9000ပြည့်အကွာမှာရှိတဲ့လီဒူဟာစတဲ့လှူရှားလာနိုင်ပြီးအိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်နဲ့ကပလီပင်လယ်ပြင်မှာရှိတဲ့မုတ်တုံလေအာကိုနဲ့နော်ပြန်လည်ဆွဲခေါ်လာမှာဖြစ်တာကြောင့်ဇွန်လ10နေ့မှာနောက်25ရက်နေ့အတွင်းမြန်မာတပြည်လုံးမှာမိုးတတော်လေးဝကြီးနိုင်မှာဖြစ်ကြောင်းအခုခရီးကနေမိုးစလာဌာနကအတိပေးထုတ်ပြန်ထားတာကိုကြည့်ရတယ်ဒါကြောင့်မလို့နော်ဇွန်လ4ရက်နေ့မှာစတင်ပြီးတော့ အဒီနောက်ပိုင်းမှာမိုးတိတ်သွားပြီဆိုပြီးတော့မပေါ်ဆာချဖို့တော့နော်ရေးဖို့ပတိပေးထားတာကိုတွေ့ရတယ်ဇွန်လ10နေ့နောက်ပိုင်းကနေစတင်ပြီးတော့မိုးကပြန်လည်ပြီးတော့တော်တော်လေးကိုကြီးမှဖြစ်တယ်မြောင်းနိုင်ငံမှာမိုးကြီးရေကြီးနော်အခုကတည်းကနေကြိုးတင်ပြင်ဆင်မှုတွေဒီဆဲအတွင်းမှာလုံးဆောင်ကြပါပြည်သူတွေမမီအသက်ကမမီညံဆောင်ပါရီကြိုတင်ပြင်ဆင်ထားကြပါ AOD မြန်မာသျှောက်ဒေတာတွေအကုန်လုံးကြိုတင်ပြင်ဆင်ထားကြပါနော်